င်းတို့ဈေးတောက်ပွဲတီတီတူမှာအာနာရှိတယ်ဆိုတာကိုတက်တေပြရဲပွဲတာဖြစ်တဲ့ရှင်တို့လက်ထက်မှာရှိတယ်အာနာကျမတို့လက်ထက်မှာရှိတယ်အာနာကိုအလွဲသုံးစားမဖြစ်စေနဲ့အလန့်ဟက်တက်မဖြစ်စေနဲ့ လက်ရှိမှာခင်ဗျားတို့ကြိုက်တည်ဖြစ်စေမကြိုက်တည်ဖြစ်စေနာစားကဟာနိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြီးညာပြီးတော့ကုချုပ်ထားတဲ့အတွက်အဲ့ဒီအခြေအနေကလည်းပြည်သူတွေရွေးချယ်တဲ့ပြည်သူရဲ့အာဏာနဲ့လုပ်ပိုင်ခွင့်ပေးလိုက်တဲ့အစိုးရတည်းဖက်ဖို့ဖို့အတွက်ရွေးကောက်ပွဲကျင်းပရမယ်။ဒါကြောင့်ရွေးကောက်ပွဲတည်ပြည်သူလူထုအတွက်ထွက်ပေါက်ဖြစ်သည်။ဒါကြောင့်လည်းဘာနေလို့ဘာနေလို့ဘာနေလို့ဆိုတာကြီးက2018ဖြစ်နေလို့2018 2018မလို့တိုင်းပြည်မှာဖက်ဖက်မရောက်ပါဘူးဆိုတာကြီးကလူပိန်းတွေအတွက်လူပိန်းတွေအတွက် နော်စိတ်ချပေးစာစကားလုံးတစ်ခုသာဖြစ်ပြီးတော့အမေရိကန်မှာတော့အဲ့ဒီနိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေကိုယ်တိုင်ကအတိုင်းရင်းသားတွေနဲ့ယုံကြည်မှုမရအောင်ယုံကြည်မှုရအောင်တိဆောက်နိုင်ခြင်းမရှိတဲ့အတွက်သာဖြစ်တယ်။ထပ်ပြောပါမယ်စစ်တမ95ရာခိုင်နှုန်းဘာနေလို့လွတ်တော်မ95ရာခိုင်နှုန်းဘာနေလို့နှစ်နောက်ရှိချေးဟုကြောင့်ကြီးပါဆိုပြီးတော့နေရာတကဘာပဲဖြစ်ဖြစ်25ရာခိုင်နှုန်းနဲ့နှစ်နောက်ရှိကိုပဲလက်ညှိုးထိုးအပြစ်ပုံချနေခြင်းတည်းနိုင်ငံရေးသမားတွေဟာသူတို့ကိုယ်တိုင်ကအတိုင်းရင်းသားတွေရဲ့ယုံကြည်မှုရအောင်မတိဆောက်နိုင်တဲ့လူဖြစ်လူညံ့များဖြစ်ကြသည်လို့ဝန်ခံနေကြတယ်ဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာပြည်သူတွေအတွက်ထွက်ပေါက်ဖြစ်တယ်လို့မပူတူးကထောက်ခံလာသည်မို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာနားဆက်ကအတွက်လားဒီတို့အတွက်လား မင်္ဂလာပါကျွန်တော်မဟုတ်တူမှာသေးပါရှင်ဖြစ်ခောက်ပဲဒီလက်ရှိနိုင်ငံရေးချက်တဲ့အတွက်တခုတည်းသောထွက်ပေါက်ဖြစ်သည်လို့အားလုံးကပြောဆိုကြတယ်ဒါဆိုရင်အဲ့ဒီထွက်ပေါက်ဟာပြည်သူလူထုအတွက်ထွက်ပေါက်လားအနာစားကအစိုးရအတွက်ထွက်ပေါက်လားကျွင်းတွေတုံ့တင်ပြပေးပါမယ်။အများသူကအနေနဲ့ကလည်းမိမိတို့ရဲ့နိုင်ငံရေးထင်မြင်ယူဆချက်တွေကို comment မှာဝင်ရေးပေးလို့ရပါတယ်။အဲ့ comment တွေကနေပြီးတော့မှအကျိုးကြောင်းစီလျော်ပြီးတော့အများသူကအတွက်ဘူဟုတုတရရစေရ comment YouTube က comment ဆယ်ခု TikTok က comment ဆယ်ခုကိုရွေးချယ်ပြီးတော့မနေ့ပြန်မှာကျွန်မပြန်လည်တင်ပေးပါမယ်။ဟုတ်ပြီပထမဆုံးဒီကြောင့်ကိုမဖြစ်မနေပြောဖို့လိုအပ်လာရဲ့။ဘာကြောင့်လဲ။ ချီလုံတော်တိုင်းသားမဟာမိတ်များအဖွဲ့ဆိုတဲ့ UN တွေကခေါင်းဆောင်တယောက်ကပြောဆိုမှုနာဆာကဆိုရဟာဒီရွေးကောက်ပွဲဟာတို့ရဲ့ထွက်ပေါက်ဖြစ်တဲ့အတွက်ရွေးကောက်ပွဲဥပဒေကိုလိုအပ်တယ်လို့ပုံဖော်ပြီးအ short တင်လုပ်ပြီးပြုပြင်ပြောင်းလဲနေတယ်တဲ့ရွေးကောက်ပွဲဥပဒေရွေးကောက်ပွဲစနစ်တွေကိုတို့လိုချင်တဲ့ပုံစံရောက်အောင် short တင်လုပ်ပြီးပြုပြင်နေခြင်းဟာသိခါမဲ့တဲ့လုပ်ရဖြစ်တယ်လို့ဆွဆွဲပြောဆိုသွားတယ်ဆိုတော့ပြမလို့ကျမတို့နံပါတ်1အနေနဲ့မေးဖို့ထုတ်ရပြီးတော့ပြောရမယ့်ချက်ရွေးကောက်ပွဲရဲ့အနှစ်သာရကဘာလဲ ရွေးကောက်ပွဲရဲ့အနှစ်သာရပါလေလူမျိုးရဲ့ထင်မြင်စားချက်တွေကိုရှင်းခဲ့လို့ရတယ်ရွေးကောက်ပွဲရဲ့အနှစ်သာရသည်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာသည်ဤသူလူထုထံမှရှိသည်ဤသူလူထုသည်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုပိုင်ဆိုင်သောအာဏာရှင်များဖြစ်ကြသည်အဲ့ဒီဒိဗေအဲ့ဒီအဒိဗေဖွင့်ဆိုချက်အတွက်တရားဝင်တပ်သေးအဖြစ်ပြနိုင်တယ်ပြရုံထပ်ပြောပါမယ်နိုင်ငံတော်အာဏာဟာပြည်သူလက်ထဲမှာရှိတယ်ပြည်သူတွေဟာအာဏာရှင်ဖြစ်တယ်ဆိုတဲ့ စကားရက်အတွက်တက်တည်ပြစရာတခုလဲတော့ထွက်ပါဒါကြောင့်မို့ကျွန်မတို့ပြည်သူတွေကမိမိတို့တင်မြောက်လိုက်တဲ့အစိုးရတရားရွေးချယ်လိုက်တဲ့အစိုးရတရားကနေပြီးတော့မှเนาะလွှတ်တော်တွေထွက်ပေါ်လာတဲ့အစိုးရတွေထွက်ပေါ်လာတဲ့နိုင်ငံတော်ရဲ့အာဏာကိုကျင့်သုံးပြီးတော့အစိုးရတရားအဖြစ်မောင်းနှင်ကြတယ်။ဒါကြောင့်မို့ပြည်သူလူထုမှာအာဏာရှိတယ်ဆိုတာတက်တေပြတဲ့ပွဲတာဖြစ်ပါတယ်။ပြည်သူတွေဟာလက်ထဲမှာရွေးချယ်နိုင်တဲ့အာဏာရှိတယ်ပြည်သူလူထုရဲ့အာဏာဟာပြည်သူထံမှာဆင်းသက်ပြီးတော့နိုင်ငံတော်ဝန်လုံးမှာတည်တယ်ဆိုတာကိုတက်တေပြတဲ့ပွဲပဲ။ဒါကြောင့်မို့လို့ဥပမာကျွန်မတို့ပြည်မျိုးမှာ 啊，九八 A，B 六八七 A，C 八 A，都在 A，三里边明明 B 六八七 A，B 都都出来也看准，这么路顺利松片在看嘛，带 A 带幺 C 位配高 B 这么路 C 位进八路下的，多多 B 可以配多位数的，B 可以什么西瓜 A 路买配 B i 八 A 路买这么 A B 幺 A 路 e 数的，相瓜地段高价位高资类的要，相关地段高资类的要，相关地段高资类的要，属于高资类的余钱的要要的，B 可以什么？B 都都出来也看下对，顺利送别台买卡，带个没有那个高资类不要。 ။တောင်းနယ်မြို့နယ်ကကိုစလဲဘယ်နှယောက်ရွှေတောင်မြို့နယ်ကကိုစလဲဘယ်နှယောက်ဆိုပြီးတော့မြို့နယ်အစဉ်ကိုစလဲနေကျင်းပါရတယ်။ဒါခရိုင်စဉ်။ဟုတ်ပြီဘကိုးတိုင်းဒေသကြီးဆိုရအောင်ဖွဲ့တိုင်းဒေသကြီးအစဉ်အနေနဲ့ဘကိုးတိုင်းဒေသမှာရှိတဲ့ပြည်သူလူထုရဲ့စီးပွားရေးကြီးပွားရေးအတွက်ဆွေးနွေးကြမယ်ဆုံးဖြတ်ကြမယ်လှုပ်ဆောင်ကြမယ်ဆိုရင်ပြည်ခရိုင်ရဲ့ကိုစလဲဘယ်နှယောက်တာယာဝရီခရိုင်ကပြည်ကိုစလဲဘယ်နှယောက်တောင်ငူခရိုင်ကကိုစလဲဘယ်နှယောက်ညောင်လေးခရိုင်ကကိုစလဲဘယ်နှယောက်ဆိုပြီးတော့ပြည်သူလူထုရဲ့ကိုစားကိုစလဲတွေရွေးချယ်ပြီးတော့တိုင်းဒေသကြီးအဆင့်အနေနဲ့ ဆွေးနွေးရတယ်။အဲ့ဒီလိုအနေနဲ့မြန်မာနိုင်ငံတော်အစ်စ်ဖြစ်သွားတဲ့အခါမှာဘကိုးတိုင်းကဘယ်နှယောက်မနေလေးတိုင်းကဘယ်နှယောက်မကွေးတိုင်းကဘယ်နှယောက်ရန်ကုန်တိုင်းကဘယ်နှယောက်ဆိုပြီးပြည်သူတွေကကိုစားပြုတ်အနေနဲ့ရွေးချယ်ကြရတယ်။အဲ့ဒီလိုရွေးချယ်တဲ့ဖြစ်စဉ်ကို Republic လို့ခေါ်တယ်။ကျမတို့မြန်မာနိုင်ငံကိုလည်းဒါကြောင့်မလို့ The Republic လို့ခေါ်တာအဲ့ဒီဖြစ်စဉ်က The Republic အဲ့ကနေပြီးပြည်သူတွေကနော်မအားတို့အတွက် ်ငါတို့ဘကိုးတိုင်းဒေသကြီးမှာငါတို့တွေအေဂျင့်စွာတင်းရင်အေဂျင့်စွာလောက်ကန်ရှာဝေစားတောက်ချင်နေငါတို့ဘကိုးတိုင်းဒေသကြီးမှာအကြမ်းဖက်မှုတွေရှိလို့ရှိရင်တော့တရားဥပဒေမစိုးမိုးတဲ့ဖြစ်စဉ်တွေဖြစ်လာလို့ရှိရင်အကြမ်းဖက်မှုတွေပြပောင်နှိမ်သိမ်းပေးပါတရားဥပဒေစိုးမိုးအောင်လှုံ့ဆောင်းပေးပါလူတက်မှုတွေဖြစ်လို့ရှိရင်လည်းအပြစ်ပေးပါခုံးမှုတွေမနှိမ်မှုတွေဖြစ်လို့ရှိရင်လည်းအဲ့ဒီတရားခံကိုအပြစ်ပေးအရေးယူပေးပါဒီအတွက်ငါတို့ကမင်းကိုအစိုးရအဖြစ်တင်းမြောက်ပြီးတော့မင်းကိုငါတို့ကအခွင့်အရေးတွေဆက်တာမယ်အဲ့ဒီဖြစ်စဉ်ကို state of nature လို့ခေါ်တယ် ကနေပြီးမှကိုစလဲကိုကျမတို့မဲပေးပြီးရွေးလိုက်တယ်။မောင်ဖြူကိုမဲပေးပြီးကိုစလဲရွေးလိုက်ပါတယ်ခင်ဗျာ။မောင်နီကိုမဲပေးပြီးကိုစလဲရွေးလိုက်ပါတယ်ခင်ဗျာ။အဲ့ဒီဖြစ်စဉ်တည်ကိုကျမတို့ဆိုလို့ရှိရင်ဒါလည်းရှိအများသူငါပြောမယ်ဆိုရင်ဒီမိုကရေစီမဲပေးရွေးချယ်ခြင်းမဲအများဆုံးရတဲ့လူကခေါင်းဆောင်ဖြစ်သွားပါတယ် popular sovereignty တတိယအဖြစ်ဒီမိုကရေစီလို့ခေါ်တယ်ဒါကြောင့်မို့ဈေးကောက်ပွဲတည်ပြည်သူမှအာဏာရှိတယ်ဆိုတာကိုတက်သေးပြတယ်ပွဲတာဖြစ်တယ်ရှင်းတော့လက်ထက်မှာရှိတယ်အာဏာကျမတို့လက်ထက်မှာရှိတယ်အာဏာကိုအလွဲသုံးစားမဖြစ်စေနဲ့အလတ်ဟက်တက်မဖြစ်စေနဲ့ လက်ရှိမှာခင်ဗျားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေနာဆာကဟာနိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြီးညာပြီးတော့ကုချုပ်ထားတဲ့အတွက်အဲ့ဒီအခြေအနေကနေပြည်သူတွေရွေးချယ်တဲ့ပြည်သူ့ရဲ့အာဏာနဲ့လုပ်ပိုင်ခွင့်ပေးလိုက်တဲ့အစိုးရတည်းခတ်ဖို့စစ်ကောင်စီလက်အောက်ခံ NCDN ဝန်ထမ်းများကိုနိုင်ငံတော်ကုန်ကန်မှုတွင်ပူးပေါင်းပါဝင်မှုအပါအဝင်ပုံမှန်များစွာဖြင့်တရားစွဲအရေးယူမိဥပဒေပြဋ္ဌာန်း စစ်ကောင်စီလက်အောက်ခံ NCDN ဝန်ထမ်းများကိုနိုင်ငံတော်ပုံကံမှုတွင်ပူးပေါင်းပါဝင်မှုအပါအဝင်ပုံမှန်များစွာဖြင့်တရားစွဲအရေးယူမည်ဥပဒေကိုပြည်တော်စုလွတ်တော်ကိုစာပြုကော်မတီ CRPH ကယမန်နေ့ပြဋ္ဌာန်းလိုက်သည်ယမန်နေ့ဇွန်လ13ရက်နေ့ CRPH ကအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝင်ထမ်းဥပဒေကိုပြဋ္ဌာန်းလိုက်ခြင်းဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ CDN အောင်မြင်ရေးကော်မတီကပေးပို့လာသောအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝင် ထန်းဥပဒေကိုပြည်တော်စုလွှတ်တော်ကအတည်ပြုပြဋ္ဌာန်းလိုက်ခြင်းဖြစ်ကြောင်းသိရှိရသည်အဆိုပါဥပဒေတွင် CDN နိုင်ငံဝန်ထမ်းများ၏နိုင်ငံရေးခံယူချက်အားလေးစားတမိုးထား၍နိုင်ငံသားအခွင့်အရေးနှင့်အခြေခံလူအခွင့်အရေးအားအကာအကွယ်ပေးရန် CDN နိုင်ငံဝန်ထမ်းများအားလေးစားဂုဏ်ပြုအပ်သည့်ဝန်ထမ်းကောင်းများအဖြစ်အတိမတ်ပြုခြင်းနှင့်ဂုဏ်ပြုချီးမြှင့်ခြင်းများကိုထိရောက်စွာဆောင်ရွက်ရန် CDN နိုင်ငံဝန်ထမ်းများဤနစ်နာမှုများနဲ့လူအခွင့်အရေးချိုးဖောက်ခံရမှုများကိုရှာဖွေဖော်ထုတ်ပြီးပြန်လည်ကူစားပေးခြင်းနဲ့အမှန်တရားနှင့်တရားမျှတမှုရှာဖွေဖော်ထုတ်ခြင်းအစီအမံများဆောင်ရွက်ရန်ရည်ရွယ်ကြောင်းသိရှိရသည် CRPH ကပြဋ္ဌာန်းထားသောအကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေပုံမှာ၁၉တွင် နန်စီဒီအန်ဝန်ထမ်းများကိုအကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုဤနိုင်ငံတော်ပုံကံမုံတွင်ပူးပေါင်းပါဝင်ခြင်းတို့ဖြင့်တရားစွဲသွားမည်ဖြစ်ကြောင်းတို့ရတွင်နန်စီဒီအန်ဝန်ထမ်းတအူးအနေဖြင့်တော်လန်ရေးအောင်မြင်စေရန်ဆောင်ရွက်မှုတရရက်တွင်ထိရောက်စွာပါဝင်ကူညီခဲ့ကြောင်းခိုင်လုံသောအထောက်အထားတွေ့ရှိပါကအဆိုပါဝန်ထမ်းကိုအရေးယူခြင်းမှကင်းလွတ်ခွင့်နှင့်တတ်တာခွင့်ပြုနိုင်ကြောင်းပြဋ္ဌာန်းထားသည်ဘိုးအတွက်ရွေးကောက်ပွဲကျင်းပရမည်ဒါကြောင့်ရွေးကောက်ပွဲသည်ပြည်သူလူထုအတွက်ထွက်ပေါက်ဖြစ်သည် တို့ဒီချက်ကိုရှင်းပတ်ထင်မှာထည့်ထားဖို့လိုတယ်။လက်ရှိမှာနိုင်ငံတော်ဝန်လုံးမှာလက်နက်ကိုင်ပြည်ပခန့်ကြီးဖြစ်နေတယ်။ပြည်သူလူထုဟာစစ်ရဲ့ဆိုးဆိုးတွေကိုခါစီပြီးခံရတယ်။ဒါကြောင့်မို့ပြည်သူတွေအားလုံးရဲ့ရင်ထဲမှာတခုတည်းသောဆန္ဒကြီးရင်းချမ်းမှုငါတို့တွေငင်းငင်းချွတ်ချက်နေချင်းပြီးငါတို့ရှစ်ပွဲကြီးအမြန်ပြီးချင်းပြီးငါတို့တွေငင်းငင်းချားချမ်းနဲ့လောက်ကိုင်ရှာပွေစားတော့ချင်ပါပြီဆိုတဲ့ပြည်သူလူထုရဲ့ဆန္ဒ။ဒါဆိုရင်ကျမတို့ပြည်သူအားလုံးရဲ့ဆန္ဒဖြစ်တဲ့အဲ့ဒီငင်းချမ်းရေးကိုငင်းချမ်းမှုကိုဘယ်လိုတည်ဆောက်ကြမလဲ။အားလုံးကညီညွတ်မှုနဲ့တာငင်းငင်းရေးကိုတည်ဆောက်ရပါမယ်။အဲ့ဒီညီညွတ်ချင်းဝင်ကောငါတို့ဘယ်လိုရမလဲ။ 答应那阿龙六千来天，牛大珍珠困狗白拿一打大来，牛牛没下没。牛大珍珠困狗没白拿一子没，长把你牛不会下不。哎，对，牛大珍珠困狗白拿没，答的你牛必须。 တိုင်းရင်းသားတွေညီညွတ်တဲ့နေ့ဟာငင်းချိုင်းရင်ရတဲ့နေ့ပဲအဲ့ဒီအမျိုးသားဒန်းတူခွင့်ကိုဘယ်လိုပေးမလဲတိုင်းရင်းသားဒန်းတူခွင့်ကိုဘယ်လိုပေးမလဲတနည်းအားဖြင့်ကိုပိုင်ပြထန်းခွင့်ကိုဘယ်လိုပေးမလဲတနည်းအားဖြင့်ကချင်ပြည်နယ်မှာကချင်လူထုနဲ့တည်လျော်သောဖွဲ့စည်းပုံချိတ်ကောင်ဥပဒေတရက်နဲ့အုပ်ချုပ်ခြင်းချင်းပြည်နယ်မှာကရင်ပြည်နယ်မှာကယားပြည်နယ်မှာရှမ်းပြည်နယ်မှာဒေသခံပြည်သူလူထုရေမြေတောတောင်အနေထားမြေပေါ်မြေရောက်တယံဇာတာအဲ့ဒီမှာရှိနေတဲ့လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့တည်လျော်သောဖွဲ့စည်းပုံချိတ်ကောင်ဥပဒေနဲ့ကိုပိုင်ပြထန်းခွင့်ဖြစ်ဖို့အတွက်မျိုးသားဒန်းတူခွင့်နဲ့ပေါ်ပေါက်ဖို့အတွက် ွက်တခုရတော့ထွက်ပေါက်ကြီးရွေးကောက်ပွဲရွေးကောက်ပွဲကျင်းပလိုက်တယ်ပြည်သူတွေအစိုးရတွေရွေးချယ်လိုက်တယ်ရွေးချယ်လိုက်မှစစ်ဖက်အရဖတ်ဆက်ဆံရေးပေါ်လာမယ်ထပ်ပြောမယ်နော်ကျွန်တော်တို့ရွေးကောက်ပွဲကျင်းပပြီးတော့အစိုးရတွေထွက်လာတယ်အဲ့ဒီလိုတွက်လာတဲ့ပြည်သူကရွေးလိုက်တဲ့အစိုးရနဲ့ထွက်တော်ရမှာ25ရာခိုင်နှုန်းပါနေတဲ့စစ်တပ်နဲ့ထိတ်တိုက်တွေ့မှာစစ်ဖက်ရဖတ်ဆက်ဆံရေးလို့ဆိုလိုတာစစ်ဖက်ရဖတ်ဆက်ဆံရေးဆိုတာလူပိုင်းတွေတွေးထားတယ်လို့စစ်တပ်နဲ့အရသာပြည်သူတွေလက်နက်ကင်အဖွဲ့တွေကဆက်ဆံရေးမဟုတ်ဘူး စစ်ဖက်ရဖဆက်ဆံရေးဒီတီတူကရွေးချယ်လိုက်တဲ့အစိုးရအယက်သားအစိုးရအာဏာပိုင်အစိုးရနဲ့စစ်တပ်က25ရာခိုင်နှုန်းပါနေတဲ့ဆက်ဆံရေးအဲ့ဒီကနေမှဆွေးနွေးကြမယ်ဆောင်ပြကြမယ်လွှတ်တော်မှာအခြေအတင်အပြန်အလှန်ဆွေးနွေးပြီးတော့တိုင်းရင်းသားတွေလိုချင်တဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ကိုပေးမယ်တိုင်းရင်းသားတွေလိုချင်တဲ့ဓာတ်လုခွင့်ကိုပေးမယ်တနည်းအားဖြင့်ကချင်ပြည်နယ်မှာကချင်ပြည်နယ်ဝန်ကြီးချုပ်ကိုကချင်ပြည်နယ်လွှတ်တော်ကရွေးချယ်ခြင်းချင်းပြည်နယ်မှာချင်းပြည်နယ်ဝန်ကြီးချုပ်ကိုချင်းပြည်နယ်လွှတ်တော်ကရွေးချယ်ခြင်းကြားပြည်နယ်မှာကြားပြည်နယ်ဝန်ကြီးချုပ်ကိုကြားပြည်နယ်လွှတ်တော်ကရွေးချယ်ခြင်းပုံမှန်261ပြင်ဆင်ခြင်းဆိုတာဖြစ်လာမယ် ယ်။ဒါကြောင့်မလို့ရွေးကောက်ပွဲတည်ပြည်သူလူထုအတွက်ထွားပေါက်ဖြစ်တယ်လို့ကျွန်တော်မျိုးဘုတို့မဟာသေးကဆိုလိုခြင်းဖြစ်တယ်။အားလုံးကတိုင်းရင်းသားတွေကပြည်내ဝင်ချိချုပ်ကိုပြည်내လွှတ်တော်ကရွေးချယ်ခွင့်တနည်းအားဖြင့်နှစ်ချောက်တစ်ကိုဖြေလျှော့ခွင့်ပေးလိုက်ရင်အဲ့ဒါဟာတိုင်းရင်းသားဂျန်လူခွင့်အတွက်ပထမဆုံးခြေလှမ်းတစ်လှမ်းပဲ။ပြည်내လွတ်တော်တွေကနေပြည်내ဝင်ကြီးချုပ်ကိုမဲပေးရွေးချယ်တဲ့အခါမှာလေကချင်ပြည်내လွတ်တော်တွေမှာစစ်တပ်က25ရာခိုင်နှုန်းပါနေတယ်။အော်၊ပြည်ပြည်내လွတ်တော်တွေမှာလည်းပါနေတယ်။ချင်းပြည်내လွတ်တော်တွေမှာလည်းပါနေတယ်။ရခိုင်ပြည်내လွတ်တော်တွေမှာလည်းပါနေတယ်။ဒါဆိုရင်အဲ့ဒီ25ရာခိုင်နှုန်းနဲ့မပေါင်းချပါနဲ့ဆိုတာမျိုးက ပြောစာကြီးဖြစ်လာတယ်။နော်စစ်တပ်က25ရာခိုင်နှုန်းနဲ့မပေါင်းချပါနဲ့မပေါင်းချပါနဲ့လို့ပြောတယ်။တကယ်တော့အမှန်တကယ်လို့ရမှာငကဲနိုင်ငံရေးသမားတွေလို့ရမှာကစစ်တပ်က25ရာခိုင်နှုန်းနဲ့မပေါင်းပါနဲ့လို့လို့ရမှာမဟုတ်ဘူး။တိုင်းရင်းသားတွေအနေနဲ့ကျွန်တော်တို့ကိုရွေးချယ်ပါကျွန်တော်တို့နဲ့လက်တွဲပါဆိုတဲ့နိုင်ငံရေးယုံကြည်မှုကိုတည်ဆောက်ရမှာဖြစ်တယ်။ ချက်တဲ့နဲ့တော့မပေါင်းပါနဲ့ဆိုပြီးစစ်တပ်မကောင်းကြောင်ပြောရမှာမဟုတ်ဘူးကျွန်တော်တို့ကိုပေါင်းပါကျွန်တော်တို့ကိုယုံကြည်ပါကျွန်တော်တို့ကိုလက်တွဲပါဆိုတဲ့နိုင်ခံရေးယုံကြည်ချက်တိုင်းရင်းသားတွေနဲ့ကြားထဲမှာတိဆောက်ရမယ်ဒါဆိုရင်တိုင်းရင်းသားတွေကပြည်내တွေမှာမဲပေးရွေးချယ်တဲ့အခါမှာဝင်ကြီးချုပ်ရွေးထားတဲ့အခါမှာเนาะ25ရာခိုင်နှုန်းစစ်တပ်25ရာခိုင်နှုန်းနဲ့ပေါင်းမလားတို့ဒီမို့ကျန်တဲ့နိုင်ငံရေးပါတီတွေနဲ့ပေါင်းမလားဆိုတဲ့ရွေးချယ်စရာတို့တို့မှာရှိလာတယ် တို့မှာရွေးချယ်ခွင့်ရှိတာရယ်ဒါကြောင့်မို့လို့အဲ့ဒီလိုမျိုး25ရာခိုင်နှုန်းဘာနေလို့ဘာနေလို့ဘာနေလို့ဆိုတာကြီးက2000ကြီးဖြစ်နေလို့2000ကျောင်း2000ကျောင်းမို့လို့တိုင်းပြည်မှာဖက်ဖယ်မရောက်ပါဘူးဆိုတာကြီးကလူပိန်းတွေအတွက်လူပိန်းတွေအတွက် နော်စစ်အခြေပင်းကစကလုံးတစ်ခုသာဖြစ်ပြီးတော့အမှန်တကယ်မှာတော့အဲ့ဒီနိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေကိုယ်တိုင်ကအတိုင်းရင်းသားတွေနဲ့ယုံကြည်မှုမရအောင်ယုံကြည်မှုရအောင်တိဆောက်နိုင်ခြင်းမရှိရတော့တာဖြစ်တယ်။ဟဲ့ပြောပါမယ်။စက်တမ25ရာခိုင်နှုန်းဘာနေလို့လွတ်တော်မှာ25ရာခိုင်နှုန်းဘာနေလို့နှစ်နောက်ရှိချေမှုကြောင့်ဒီပါဆိုပြီးတော့နေရာတကဘာပဲဖြစ်ဖြစ်25ရာခိုင်နှုန်းနဲ့နှစ်နောက်ရှိကိုပဲလက်မျိုးထုအဖြစ်ပုံချနေခြင်းတည်းနိုင်ငံရေးသမားတွေဟာသူတို့ကိုယ်တိုင်ကတိုင်းရင်းသားတွေရဲ့ယုံကြည်မှုရအောင်မတိဆောက်နိုင်တဲ့လူဖြစ်လူညံ့များဖြစ်ကြသည်လို့ဝန်ခံနေကြတယ်ဖြစ်ပါတယ်။ဆိုတော့ ဈာရင်များကြီးပြောရင်ဖိုးပါလိမ့်မယ်ကျမရည်ရွယ်ချက်ဆိုလိုချက်ကိုနားလည်သဘောပေါက်လိမ့်မယ်လို့ထင်တယ်ရွေးကောက်ပွဲဆိုတာရှင်တို့တွေကျမတို့မှာရှင်တို့မှာကျမတို့မှာအာနာရှိတယ်အဲ့ဒီအာနာကိုကျမတို့တက်တည်ပြရမယ်ပွဲဖြစ်တဲ့အတွက်ရှင်တို့လက်ထက်ကအာနာကျမတို့လက်ထက်ကအာနာကိုအလယ်ဟတ်တန်မဖြစ်အောင်ရွေးကောက်ပွဲမှာမဖြစ်မနေမဲပေးဖို့လိုအပ်ပါတယ်